အားလုံးမင်္ဂလာပါခင်ဗျာ SNDB ပရိသတ်တွေကိုနှွေးထွေးစွာနဲ့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဆိုတော့ဒီနေ့ Super Sunday မှာဆိုလို့ရှိရင်လေပွဲစဉ်တွေအများကြီးရှိပါတယ်ဆိုတော့ထုံးစံအတိုင်းအဲကျွန်တော်အကောင်းဆုံးဖြစ်နိုင်မယ်ထင်တဲ့ပွဲစဉ်တွေနှစ်ပွဲကိုဒါရွေးချယ်တုံးသက်တင်ဆက်ပေးကြပါတယ်ကျန်တဲ့ပွဲစဉ်တွေကတော့ထုံးစံအတိုင်း Member Group လေးမှာတင်ဆက်ပေးသွားမှာလည်းဖြစ်ပါတယ် Okay ဒီနေ့ပွဲစဉ်တွေထဲမှာစိတ်ဝင်စားဖို့ကောင်းတာကတော့ Brandford နဲ့ United ပွဲစဉ်လို့ပဲပြောရမှာလည်းဖြစ်ပါတယ်ဆိုတော့ဒီပွဲစဉ်ကိုအရင်ကျွန်တော်တို့ခံမှန်းကြည့်ကြတာပေါ့နည်းနည်းညာ ခွန်လာကြီးကွဲ Brandford တင်းရဲ့အိမ်ခွဲမှာရှင်ပြန်ကစားမဲ့ပွဲစဉ်ဆိုတော့ဒီနှစ်တင်းရဲ့အနေထားကိုမပြောခင်အန်အောလောက်เสียာကြီးအကျော်ပေးမှုလေးကိုအရင် ပြောပြပေးခြင်းပါတယ်ဆိုတော့ Brandford ကတော့အိမ်ခွဲမှာကစားရမယ်တစ်ဖက်ကတော့ဒါ Manchester United ဖြစ်နေတယ်ဆိုတော့ United ဒီဒီယာဒီမှာ Premier League မှာရလက်ပိုင်းနေစိုးနေတယ်ဆိုပေမဲ့ဒါ image ရှိတဲ့အသင်းကြီးဖြစ်နေတယ် ဆိုတော့လက်ရှိအကြောပင်းမှုကိုကျွန်တော်ပြန်ကြည့်မယ်ဆိုလို့ရှိရင်တော့ဒါတမိုင်းတစ်လျှောက် Brentford အသင်းရဲ့တမိုင်းတစ်လျှောက် United ကိုအပြင်းဆုံးကြီးလို့ပြောလို့ရတယ်အကြောပင်းမှုကတော့ Brentford အသင်းကတော့ဒါ190အနိုင်ဆိုတော့ကြီးမျိုးထိပြင်းပြင်းထန်ထန်လေးအကြောပေးလာတယ်တော်လေးတော့စိတ်ဝင်စားဖို့ကောင်းတယ်ဗျောင်းမြန်ဖြစ်နေတယ်ပေါ့နော်ဒါ190ဆိုတော့အကြီးဆိုတာမျိုးကနှလုံးသွင်းမှအပြည့်နိုင်ဆိုတော့ဒါအသင်းကြီးကအသင်းငယ်ကိုပေးတဲ့ကြီးပုံစံမျိုးဖြစ်နေတယ်ဆိုတော့ United ကို Brentford က အသေးကြီးပုံစံနဲ့ပြန်ပေးထားတဲ့အနေအထားမျိုးလေးကြောင့်ပေါ့နော်စိတ်ဝင်စားဖို့တော်လေးကောင်းနေဒါကြောင့်လည်းကျွန်တော်ရှေ့ရတူ Brandford အသင်းရဲ့တမိုင်းတစ်ချက် United ကိုအကျော်ပေးမှုဒါအပြင်းဆုံးပွဲလို့ပြောရမှာလည်းဖြစ်ပါတယ်ဒါကလည်းတစ်ဖက်မှာ United အနေနဲ့ကမေလ9ရက်နေ့မှာအာဘီဘာကိုအသင်းနဲ့အင်္ဂလန် Old Trafford မှာ Europa League Semi-final ဒုတိယအကျော်ကံမှုရှိတဲ့အတွက်ဒီပွဲစဉ်မှာအဓိကကစားသမားတွေအကုန်လုံးဒီပွဲကိုအနားပေးပြီးတော့အရန်ကစားသမားတွေနဲ့ပွဲထွက်လာမှာဖြစ်တဲ့အတွက်ကြောင့်ဒါ Brandford အသင်းက ြင်းပြင်းထန်ထန်လေးပေးလာတယ်လို့ပဲကျွန်တော်တို့ဒါသုံးသပ်ရမှာလည်းဖြစ်ပါတယ်ဆိုတော့ဒီပါအိုဂူ United က 3C နဲ့နိုင်ထားတာဖြစ်တဲ့အတွက်ကိုနောက်တစ်ဆင့်နောက်တစ်ဆင့်ဆိုတာထား final ကိုတက်ရောက်ဖို့အတွက်ကတော်တော်လေးရာခိုင်နှုန်းများသွားပြီဒါပေမဲ့ United အနေနဲ့ပုံပြီးသေချာအောင်လားတော့မသိဘူးသူတို့အတင်းအဓိကကစားသမားတွေဖြစ်တဲ့ Bruno Fernandes တို့ Ramos Whiteland တို့ပြီးကွင်းလေကစားသမားတွေဖြစ်တဲ့ Ugarte အာပြီးရင် Garnacho အစရှိတဲ့ကစားသမားတွေကိုအကုန်လုံးဒီပါအနားပေးသွားနိုင်ဖို့ရှိတယ်ဆိုတော့ကျွန်တော်တို့ဒီ ကျေးရလည်းတည်ပြီးသွားပြီဆိုတော့ဖြစ်နိုင်မွေ line နဲ့လေးကိုကျွန်တော်တစ်ချက်ကြည့်အောင် brand အ brand four ရဲ့ recent form လေးကိုကျွန်တော်အရင်ပြောပြပေးမယ်ပေါ့နော်ဆိုတော့ brand four ကတော့နောက်ဆုံးကစားခဲ့တဲ့ပွဲစဉ်၄ပွဲမှာဆိုလို့ရှိရင်တော့ရလပိုင်းတော်လေးကောင်းလာတယ်ဆိုတော့ chelsea ကိုတည်ရကန်တယ် arsenal ကိုတည်ရကန်လာတယ်ပြီးတော့ brighton ကို4-2ဆိုတဲ့ရလမျိုးနဲ့အနိုင်ရရှိထားတယ်ပြီးတော့နောက်ဆုံးရှင်းပြန်ကစားခဲ့တဲ့ပွဲစဉ်မှာဆိုလို့ရှိရင် nottingham forest ကို2-0ဆိုတဲ့ရလမျိုးနဲ့အနိုင်ရရှိထားတယ်ပြီးတော့ brand four အသင်းက drd မှာဆိုလို့ရှိရင်တော့သူတို့အသင်းရဲ့ဒါတိုက်စစ်မှုနဲ့ ောင်ပန်ကစားသမား2ဦးကတော့တော်တော်လေးခြေစွမ်းပြနေတာမျိုးရှိတယ်။ဝီဆာနဲ့ Brian Ambimo ဒီနှစ်ဦးကတော့တော်တော်လေးအာ Brandford တင်းအတွက်ဒီရတီမှာ twin group အများပြ twin ယူပေးထားပြီးတော့ဥရောပတင်းကြီးတွေကတော့မှစောင့်ကြည့်နေရတဲ့ကစားသမား2ဦးလေးဖြစ်တယ်။ဆိုတော့ Brandford ကတော့လူစုံထုတ်လာမယ်။တိုက်စစ်ပိုင်းမှာဒါ Ambimo ဝီဆာဒါ shape ပွဲထွက်လာဖို့ရှိတယ်။ Queen လည်းမှာဆိုလို့ရှိရင်လည်း Christian Nogat Dansted တို့ပွဲထွက်လာဖို့ရှိတယ်။ဥဆောင်ပြီးတော့နောက်ခံလူတွေနေရာမှာဆိုလို့ရှိရင်လည်း Colin Vanavat အာ Louis Porter ခံယူဒီပွဲထွက်လာဖို့ရှိတယ်ကိုသူမက Flacken ဆိုတော့ Brentford တင်းရဲ့လူစင်ကတော့တော်တော်လေးကိုတောင့်တင်းနေအဲဒါကြောင့်လဲ Brentford ကအင်ဂွေး Community Stadium ကနေပြီး United ကိုလူစင်းတာလွန်နေတဲ့အတွက်ကိုပြင်းရှားတဲ့ဂျီမျိုးလေးထုတ်ပေးထားတယ်လို့တော့ကျွန်တော်ထင်တယ်။ဆိုတော့ Manchester United ရဲ့အတင်းကတော့ဖြစ်နိုင်မွေးက lineup မှာပြထားတဲ့အတိုင်းဆိုလို့ရှိရင်တော့တိုက်စစ်ပိုင်းမှာ Obi Martin လေးကိုတုံးလာဖို့ရှိတယ်။ပြီးရင် Mason Mount, Kobbie Mignolet နဲ့ပွဲထွက်လာဖို့ရှိတယ်။ Quinlery မှာဆိုလို့ရှိရင်လည်း Erisson, ဒါ Kone, Fullback တွေမှာဆိုလို့ရှိရင်တော့ Amos နဲ့ ကမ်မဆန်ပွဲထွက်လာဖို့ရှိတယ်။နောက်ခါလို့သူရီဘက်မှာဆိုလို့ရှိရင်လူရှော့လင်ဒလော့ဖ်နဲ့အဒီလိုက်ပွဲထွက်လာဖို့ရှိတယ်။ကိုသမားတော့အိုနန်နာဆိုတော့နောက်တမိုင်းကနောက်တမိုင်းနဲ့ကွင်းလေကတော့တိတ်တော့ပြောစရာမရှိပါနဲ့။တိုက်စစ်ပိုင်းမှာအိုဘီမာတင်တို့အပွဲထွက်ခွင့်ဝေးကွာနေတဲ့မီဆမ်မောင်းတို့ကို United အနေနဲ့ဒါပွဲထုတ်လာတဲ့အနေအထားမှာတော့အဝေးကွင်းလေးဖြစ်တဲ့အတွက်ရုန်းကန်နိုင်မှုရှိတယ်။အဆိုတော့ Brentford ကြီးကိုကျွန်တော်စဉ်းစားကြည့်အောင်လိုရာထပ်တော်လေးပို့ပြီးတော့ပြင်းရှာနေတာမျိုးရှိတယ်။ uh united အနေနဲ့အရန်ကစားသမားတွေနဲ့ပွဲထွက်လာတယ်ဆိုလို့ရှိရင်တော့မှ brandford အနေထား level 60လောက်အဲသူမဟုတ်ဒါ level အရှုံးလောက်ဆိုလို့ရှိရင်တော့မှ fair ဖြစ်တဲ့ကြီးလို့ပြောလို့ရတယ်လက်ရှိအနေထား190အနိုင်ဆိုတာကြီးကတော်တော်လေးတော့များတယ်ဗျ brandford ပေးတာပေါ့ brandford ပေးတဲ့အကြောပေးမှုပါပေါ့နော်နှလုံးသွင်းမှတော့မှအပြည့်နိုင်မယ်ဆိုတော့ united ကိုနှလုံးပြတ်ပါမလားစိတ်ဝင်စားဖို့တော့ကောင်းတယ်အဲ တလုံးသွင်းတော့ plus 90ထွက်မယ်ပေါ့နော်ဂိုးပေါင်းကြီးရကြီးမယ်ဆိုလို့ရှိရင်လည်း3လုံး20ပေးရတာဖြစ်တဲ့အတွက်ကိုဂိုးများသွားနိုင်ခြင်းရှိတဲ့ပွဲစဉ်လို့တော့ထင်တယ်။ Okay ကျွန်တော်လိုရေးတူရှေ့မှာပြောရမယ်ဆိုလို့ရှိရင်တော့ဒီပွဲစဉ်ကတော့အန်အောလောက်ဆရာအကျော်ပြမှုဖြစ်တဲ့အတွက်ကိုဒါ United လို့အတင်းအောင်အကျော်ပေးရတာဖြစ်တဲ့အတွက် Bogiri ကတော့ Brandford ကိုတော်တော်လေးအထင်ကြီးပုံရတယ်။ဒါကြောင့်ကျွန်တော်လည်းဒီပွဲစဉ်မှာတော့ Brandford Bori ကိုအဲရွေးချယ်ပေးချင်တာမျိုးရှိပါတယ်။ Okay နောက်ထပ်ပွဲစဉ်လေးတစ်ပွဲကိုတွားလိုက်အောင်။နောက်ထပ်ပွဲစဉ်ကတော့ကျွန်တော်တို့ဒါ Serie A ပွဲစဉ်လေးကိုခံမှန်းပေးချင်ပါတယ်။ဒီပွဲစဉ်ကတော့အာ တနင်္လာနေ့မှာနှစ်ဖက်ရောက်သွားပြီဗောနော်တနာ25မှာရှင်တိုင်ကစားမယ်ဘောလုံးနာနဲ့ယူဗင်တက်အသင်းတွေပွဲစဉ်ဆိုတော့ဒီနှစ်သင်းစလုံးကချန်ပီယံလိဝင်ခွင့်အတွက်ကိုအရေးကြီးရဲ့နှစ်သင်းဆိုတော့လက်ရှိမှာဂျူဗင်တက်ဒီပွဲစဉ်34ပွဲကစားပြီးထားတဲ့အချိန်မှာရမတ်က62မှတ်နဲ့အဆင့်၄နေရာမှာဘောလုံးနာအတူအောက်အဆင့်၅နေရာမှာရမတ်61မှတ်ဆိုတော့နိုင်တဲ့အတင်ကတော့ချန်ပီယံလိဝင်ခွင့်တူအခြေအနေကောင်းသွားမဲ့အနေအထားမှာရှိတယ်။အာဒီပွဲစဉ်လည်းကုနာယူနိုက်တက်ပွဲစဉ်လိုပဲ ဂျိုဗင်တက်ဒီဘလွန်နာတင်းထက်စာလို့ရှိရင်တော့ဒါ image ကြီးပြီးတော့အောင်မြင်မှုအာညစွာရရှိထားတဲ့ series ရဲ့အတင်ကြီးဘလွန်နာကတော့နောက်ပိုင်းနှစ်တွေမှာအခြေစွမ်းတက်လာတဲ့အတင်ဆိုတော့နောက်ဆုံးကစားခဲ့တဲ့ recent form ကိုကြည့်မယ်ဆိုလို့ရှိရင်ဘလွန်နာကနောက်ဆုံးကစားခဲ့တဲ့ကျွန်တော်တို့ဒါသုံးပွဲမှာဆိုလို့ရှိရင်တော့ရလပိုင်းကောင်းလာတယ်အင်တာအောင်နိုင်လာတယ်အမ်ပိုလီကိုလည်း2-1နဲ့နိုင်လာတယ်နောက်ဆုံးရှစ်ပြိုင်ကစားခဲ့တဲ့ပွဲစဉ်မှာတော့ဦးတီးနေတယ်အဲဂိုးမရှိသေးရလည်းထွက်ပေါ်ထားတယ် ဆိုတော့တစ်ဖက်ကကျွန်တော်ဂျူဗင်တက်ဂျူဗင်တက်ကတော့နောက်ဆုံးကစားခဲ့တဲ့ပွဲစဉ်၃ပွဲမှာဆိုလို့ရှိရင်တော့လက်ချီကို2-1နဲ့နိုင်တယ်ပါမောက်1-0နဲ့ရှုံးတယ်အော်ပြီးရင်မွန်ဆာကို2-0နဲ့ရှုံးတယ်ဆိုတော့အဲဂျူဗင်တက်ရဲ့ရလက်လေးတွေကလည်းမစိုးဘူးလို့ပြောလို့ရတယ်ဒါပေမဲ့ဂျူဗင်တက်ကခြေစွမ်းပိုင်းတိတ်မတည်ငြိမ်ဘူးအဝေးဝင်းပွဲစဉ်တွေမှာဆိုရင်အားရစရာတိတ်မကောင်းဘူးပြီးတော့ဂျူဗင်တက်နောက်ဆုံးကစားခဲ့တဲ့အဝေးဝင်းပွဲစဉ်၂ပွဲမှာဒါရှုံးလာတာမျိုးရှိတယ်ပြီးတော့အဲဒီနေ့ပွဲစဉ်မှာဆိုလို့ရှိရင်တော့ဂျူဗင်တက်အသင်းရဲ့အဓိကတိုက်စစ်မှုတော်တော်များများက အခန်းစစ်ကစားသမားတွေကို injury ကြောင့်လွဲချော်ဖို့ရှိနေတယ်တိုက်စစ်ပိုင်းမှာဆိုလို့ရှိရင်တော့ဒီပွဲစဉ်ကိုဒါဗလာဟိုဗစ်လွဲချော်ဖို့ရှိမယ်ပြီးရင်ဒါ Yedes လွဲချော်ဖို့ရှိမယ်ပြန်မီလစ်လွဲချော်ဖို့ရှိမယ်။ကွင်းလက်ကစားသမားခွတ်မိုင်းနာလွဲချော်ဖို့ရှိမယ်။ပြီးရင်နောက်ခံကစားသမားခယ်လီနဲ့ကျွန်တော်တို့ဂတ်တီတို့လွဲချော်ဖို့ရှိတယ်။ဒါကြောင့်လည်းလက်ရှိအကျော်ပေးမှုရဆိုလို့ရှိရင်တော့ဘလုံးနာတင်ရတော့အင်ကွင်းကနေပြီးတော့ဒါပြင်းပြင်းရှရှလေးပဲ level 65လောက်အကျော်ပေးလာတယ်။ဆိုတော့ စိတ်ဝင်စားဖို့တော့ကောင်းပါတယ်နှစ်သင်းစလုံးကရမှတ်လူနေတဲ့အနေအထားမှာဘလောနာရဲ့အကျော်ပေးမှုကလူရာထပ်ပူပြီးပြင်းရှားနေလို့ကျွန်တော်ထင်တယ်ဂျူဗင်တက်တီလည်းအဓိကကစားသမားတွေ injury ရရှိနေရဆိုပေမဲ့သူတို့ရဲ့လူချင်းဒီ strong ဖြစ်နေတော့မယ်ဒါတိုက်စစ်ပိုင်းမှာဆိုလို့ရှိရင်ဒါမူဝါနီရှိမယ်တီမိုတီဝါတို့ရှိမယ်ကွန်ဆာလတ်တို့ရှိမယ်ကွင်းလယ်မှာဆိုလို့ရှိရင်လည်းဒါတူရန်လိုကာတယ်လီမက်နီကမ်ဘီယာဆိုနောက်ခံလူတွေနေရာမှာဆိုလို့ရှိရင်လည်းခဲလီမပါဝင်နိုင်ပေမဲ့ဗီဂါကာလိုလူဆာဗူနာတို့ရှိနေတဲ့အနေအထားဆိုတော့အရင်ကြီးတော့အားနေတဲ့ပုံစံတော့ ဟိုမဟုတ်ဘူးပေါ့နော်တိုက်စစ်ပိုင်းအားနေကောင်းအားနေလိမ့်မယ်အဲဒါပေမဲ့ဂျူဗင်နက်အသင်းရဲ့လူစင်းဒီတကယ်ကိုကောင်းမွန်တဲ့ high profile စာသမားတွေရှိနေသေးပဲဆိုတော့ဒီနေသားကိုဘိုလော့နာအသင်းကဒါလိုရာထပ်ပုံပြီး level 65ဆိုတာကခုနပွဲစဉ်လိုပဲပေါ့နော် Brandford United ကိုအကျော်ပေးတယ်လို့ပဲအသင်းကြီးတွေကိုဒါပြန်ပြီးအကျော်ပေးတဲ့ပုံစံမျိုးလေးအဘိုလော့နာအနေနဲ့ယူဗင်တက်အသင်းကို level 5အာ level 50လောက်ဆိုရင်တော့မဆိုးဘူးပြဒါမှမဟုတ် level 40လောက်ဆိုလို့ရှိရင်တော့မှအဆင်ပြေတယ်အဲ့လောက်ပေးလို့ရတယ်နာပိုလီတောင်မှယူဗင်တက်နဲ့တွေ့တော့က ိမ်ခွင်းမှာပေါ့နော်အဲ့လောက်ပဲပေးထားတဲ့အနေအထားမျိုးလေးဆိုတဲ့အခါကျတော့ဒါဘိုလနာအသင်းရဲ့အကျော်ပေးမှုကတော်တော်လေးကိုပြင်းရှားပါတယ်နောက်တစ်ချက်ကယူဗင်တက်တီလည်းရမှတ်မလို့တာမဟုတ်ဘဲနဲ့ရမှတ်လို့နေတဲ့အနေအထားနှစ်သင်းတွဲဆောင်နေတဲ့အနေအထားမှာအမှတ်ပေးစရာရဲ့ ranking ရလည်းအောက်ကဘိုလနာအသင်းရတော့ဒါဒီလူစင်းတစ်ချက်ပေါ့နော် injury ကစားသမားများနေတဲ့ယူဗင်တက်ကိုပြင်းရှားလေးပေးလာတယ်ဒါကြောင့်ကျွန်တော်လည်းဒီပွဲစဉ်မှာတော့ဒါအာဘိုလနာအသင်းနဲ့အဲကိုအောက်ကိုတော့ကျွန်တော်ရွေးချယ်ပေးချင်တာမျိုးရှိပါတယ်အဲကျွန်တော်ဘိုလနာအသင်းကိုကြိုက်ပါတယ် โอเคဆိုတော့ဒါကတော့ကျွန်တော် free poison လေးနှစ်ပွဲပေါ့เนาะတနင်္ဂနွေနေ့ပွဲစဉ်လေးတွေက free poison လေးနှစ်ပွဲဝင်ချက်ပေးခဲ့ရွေးချက်ပေးခဲ့တာလည်းဖြစ်ပါတယ်တခြားသောပွဲစဉ်တွေကိုတော့ကျွန်တော်တို့ရဲ့ SNTB member group လေးမှာရွေးချက်တင်ဆက်ပေးတော့မှာလည်းဖြစ်ပါတယ် member group လေးကို join နေတဲ့ညီကိုတွေအတွက်လည်းကျွန်တော်တို့မှာ Viber number လေးချပေးထားပါတယ်ကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာအမြင်လေး comment box မှာဝင်မြတ်ပေးသွားခဲ့ကြပါအောင်ကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ